အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့ပြင်သစ်နိုင်ငံကအထင်ကရမြို့တစ်မြို့ဖြစ်တဲ့မာဆယ်မြို့ကြီးရဲ့ကျောင်းကိုဝေမျှခြင်းပါလေပြင်သစ်နိုင်ငံတာမိုင်မြေထဲပင်လေကဲယိုရန်ပေါ်မှာတည်ရှိတဲ့မာဆယ်ဟာ Province Arcodiasu ဒေသရဲ့မြို့တော်ဖြစ်ပြီးပါရီမြို့ရဲ့နောက်ပြင်သစ်နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပါလေ90စတူရန်မိုင်ခန့်ကျေဝန်းနဲ့ဒီမြို့မှာမြို့နေလူဦးရေ9သိန်းနီးပါးရှိပြီးဒေသတစ်ခုလုံးဆိုရင်တော့နေထိုင်သူဦးရေ1.9သန်းခန့်ရှိနေတာလည်းဖြစ်ပါလေခရစ်တော်မပေါ်မီနှစ်ပေါင်း600ခန့်ကလေးကဂရိလူမျိုးတွေ ီစတင်တည်ထောင်ခဲ့တဲ့မာဆီလ်ဟာပြင်သစ်နိုင်ငံရဲ့ရှေးအကြဆုံးမြို့လေးဖြစ်ပါတယ်။မာဆာလီယာလို့ခေါ်တွင်ခဲ့ပြီးအဲ့ဒီခေတ်ကလေးကမြေတဲပင်လယ်ဒေသရဲ့အရေးပါတဲ့ကုန်သွယ်ရေးဗဟိုဌာနတစ်ခုအဖြစ်ရပ်တည်တည်ခဲ့ပါတယ်။ရောမအင်ပါယာရဲ့လက်အောက်ကိုရောက်ရှိခဲ့ပြီးနောက်ရောမယဉ်ကျေးမှုတွေရောမတွေမြို့ဖြစ်ခဲ့ပါတယ်။အလေခေတစ်လျှောက်လုံးမှာစိတ်ကဲမြို့အဖြစ်စီကားခဲ့ပြီး1480ခုနှစ်မှာပြင်သစ်ဗိရင်နိုင်ငံနဲ့အမျိုးတစ်မျိုးဖြစ်လာခဲ့ပါတယ်။စကူးရာစုမှာတော့ကိုလိုနီနယ်မြေချဲ့ထွေမှုတွေကြောင့်မာဆီလ်ဟာအရှိန်အဟုန်နဲ့တိုးတက် ီးရလာခဲ့ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းမှာတော့မြို့ရဲ့အစိတ်အပိုင်းအများစုပျက်စီးခဲ့ရပေမယ့်စေဘီကာလမှာပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကိုလင်းမြန်စွာပဲပြန်လည်လှုပ်ဆောင်နိုင်ခဲ့ပါတယ်ဒီကနေ့အချိန်မှာတော့မာဆေလ်ဟာပြင်သစ်နိုင်ငံရဲ့အဓိကစီးပွားရေးမြို့ကြီးတစ်မြို့အဖြစ်ရပ်တည်လျက်ရှိပြီးကမ္ဘာမြို့များစည်းရင်းမှာတော့ Gamma minus အဆင့်သတ်မှတ်ခံထားရတဲ့မြို့လေးဖြစ်ပါတယ်မြို့နေလူဦးရေ80%ရာခိုင်နှုန်းခန့်ကပြင်သစ်လူမျိုးတွေဖြစ်ပြီးအခြားနိုင်ငံတွေကလာရောက်နေထိုင်သူတွေအနက်အယ်ဂျီးရီးယား၊တူနီးရှားနဲ့မော်ရိုကိုနိုင်ငံတွေကပြောင်းရွှေ့ ွေ့လာသူတွေကအများဆုံးဖြစ်ပါတယ်မြို့နယ်လူဦးရေ80ရာခိုင်နှုန်းခန့်က Korean ဘာသာဝင်တွေဖြစ်ပြီး20ရာခိုင်နှုန်းက Island ဘာသာကိုးကွယ်သူတွေဖြစ်ကအခြားဘာသာကိုးကွယ်သူအနည်းငယ်လည်းနေထိုင်ကြပါတယ်မာဆီလ်ဒေသခံတွေကိုမာဆီယက်လို့ခေါ်လို့ရှိပါတယ်နိုင်ငံရဲ့ဒုတိယအကြီးဆုံးစိတ်ကန်းကိုပိုင်ဆိုင်ထားတဲ့မာဆီလ်ဟာဥရောပတိုင်းရဲ့အဓိကကုန်သွယ်ရေးဂိတ်ဝါတစ်ခုလေးဖြစ်ပါတယ်ဂျင်းနန်တန်စင်ချင်းဒါရုဘေဒလုပ်ငန်းတင်းမောတီဆောက်ချင်းလင်းရင်ထုတ်လုပ်ချင်းငါးဖန်းလုပ်ငန်းအစားအစာ ထုတ်လုပ်ချင်းနဲ့ခရီးသွားလာရေးလုပ် ငန်းတွေကိုအဓိကလုပ်ကိုင်ကြပါတယ်။ဒေသခံတွေရဲ့နှစ်စဉ်ပြည်မြ GDP ကအမေရိကန်ဒေါ်လာ4,200ခန့်ဖြစ်ပြီးငွေကြေးစနစ်အနေနဲ့ယူရိုကိုအသုံးပြုပါတယ်။မာဆီလ်ဟာပညာရေးထွန်းကားတွေမျိုးလေးဖြစ်ပါတယ်။အထင်ကရတက္ကသိုလ်ကြီးသုံးခုရှိပြီးဒီရက်ထဲမှာ15ရာစုအစောပိုင်းကာလတွေကလေးကစတင်တည်ထောင်ခဲ့တဲ့ H မာဆီလ်တက္ကသိုလ်ဟာပြင်သစ်နိုင်ငံရဲ့အကြီးဆုံးတက္ကသိုလ်တွေထဲရတစ်ခုဖြစ်ပါတယ်။ဌာနပေါင်း16ခုနဲ့ဖွဲ့စည်းထားတဲ့ဒီတက္ကသိုလ်ကြီးမှာစာသင်သားပေါင်း8,000ခန့်တက်ရောက်ပညာသင်ယူလျက်ရှိပါတယ်။မာဆီလ်ဟာတေယ ို့ပို့ဆောင်ရေးစနစ်ထွန်းကားတဲ့မြို့ဖြစ်ပြီးမြေအောင်ရထားဘတ်ကနေတရထားကွန်ရက်တွေကိုပိုင်ဆိုင်ထားပါလိမ့်။ဒါအပြင်မော်ဆစ်ပရိုဘတ်လေးစိတ်ကလည်းနှစ်စင်းလေးကြောင်းခရီးသွားစေတန်းကျော်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။မော်ဆစ်ဟာမြေထဲပင်လယ်ရာသီဥတုကိုပိုင်ဆိုင်ထားပြီးတနစ်ပတ်လုံးပြန်မြောက်ပို့ခြင်းဟာ7ဒီဂရီကနေ25ဒီဂရီဆေးဆီယပ်အတွင်းမှာရှိနေတတ်ပါလိမ့်။လူရာသီမှာ၆တွေ့ပူပြင်းပြီးဆောင်းရာသီမှာတင်းတင်းမျှတပြီးနေလူကောင်းတဲ့ရာသီဥတုမျိုးကိုပိုင်ဆိုင်ထားပါသည်။ဂျိုးပိုစိတ်ကန်းဟောက်ဟာမော်ဆစ်မျိုးရင်အမှန်အတာဖြစ်ပြီး ်ရာစုနှစ်ပေါင်းများစွာကုန်သွယ်ရေးဗဟုဌာနအဖြစ်ရည်တည်ခဲ့တဲ့နေရာဖြစ်ပါလေဒီကနေ့အချိန်မှာတော့လေရီစားသောက်ဆိုင်တွေနဲ့စီကားနေပြီးခရီးသွားတွေလဲပတ်မှုအများဆုံးနေရာတွေထဲရတစ်ခုဖြစ်ပါလေ Notre Dame de la Garde ဖရာကျောင်းကတော့မာစီမျိုးရဲ့အမြင့်ဆုံးတောင်ကုန်းပေါ်မှာတည်ရှိပြီးမယ်ရိုမေရီရဲ့ရွှေရောင်ရုပ်ထုနဲ့အတူမြို့ရဲ့လှပတဲ့ရှုခင်းကိုအပေါ်စီးအနေရှုစားနိုင်ပါလေဒီဖရာကျောင်းကြီးကိုဘိုင်းဆန်တိုင်းရီပိုင်ဘယ်ဘီတုကစတိုင်းနဲ့19ရာစုနောက်မိုင်းမှာတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါလေ Jeff to Deep ရဲတိုက်ကြီးကတော့ ဇာယီဆီယာကြီးအလက်ဇန်းဒါဒူးမားရဲ့မော်တီခရစ်စတိုနေစာကြီးဝတ္ထုကတဆင်နာမည်ကြီးခဲ့ပါသည်ဒီစကြောက်ရစုခန့်တက်ကျင်းတောင်ဟောင်းဟာကန်ယူရန်ကနေမလန်းမကန်းမှရှိတဲ့ကျုံးငယ်လေးတစ်ခုပေါ်မှာတည်ရှိပါသည်မူလကမာဆီကိုဂျေဒတ်တိုက်ခိုက်မှုတွေကနေကာကွယ်ဖို့တိစောက်ခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာနိုင်ငံရေးအကျဉ်းသားတွေကိုထိန်သိမ်းခဲ့ပါသည်ဒီကနေ့ခေတ်မှာတော့လေနဲ့သွားနိုင်တဲ့လူတီများတဲ့ခရီးသွားနေရာတစ်ခုဖြစ်ပြီးတမိုင်းညောင်းနဲ့ပင်လေပင်ရှူခင်လှလှလေးတွေကိုရှူစားနိုင်ပါသည် La Vie Charity ကတော့တမိုင်းဝင်ဖန်ရဲ့ရက်ကွက်မှာတည် ရှိပြီးအေရီ၁၉နေရာစုတုံးကစင်းရဲကားတွေကိုခိုးလုံမှုတိစောက်ခဲ့တဲ့ရှေးအောင်ဘိုးဘွားရိတ်တာဟောင်းတစ်ခုဖြစ်ပါလိမ့်။ဘေးဥပုံအမိုးကုန်းပါတဲ့ထူးခြားတဲ့ဘားတော်ပုံစံဖျားเจ้าကခန်းထားတဲ့ရင်းမြင်အလဲမှာတည်ရှိနေပြီးဒီကနေ့အချိန်မှတော့ပြရတဲ့ဖြစ်ပြန်လေဖွင့်လှစ်ထားပါလိမ့်။ဥယောပါနဲ့မြေလေးပင်လေးရင်ကျေးမှုတမိုင်းညောင်းတွေကိုပြထားတဲ့မူဆန်ပြရိုက်ကိုတော့၂၀၁၃ခုနှစ်မှာဖွင့်လှစ်ခဲ့တာဖြစ်ပါလိမ့်။မာဆေးစိတ်ကန်းရဲဝင်ပေါင်းမှာခန်းတော်ထေဝါစွာတည်ရှိပြီးဇာပုံတရံမျက်နှာစာနဲ့ဖုံးအုပ်ထားတဲ့ခက်မီကွန်ကရစ်ဒီဇိုင်းကြောင့်လူတီများပါလိမ့်။တမိုင်း င်းနဲ့အမှုပညာပစ္စည်းပေါင်းသုံးသိန်းခွဲခန့်ကိုစုဆောင်ပြသထားတဲ့ဒီပြတိုက်ကိုနှစ်ဆင်ခဲ့ဤသောနှစ်တန်းငန်လာရောက်လဲပတ်လီရှိပါသည်ပတ်လဲလိုရုံးဆိုတာကတော့မာစီတူမြောင်ပြီးစီမှုကိုဂုံပြုဖို့၁၉ရာစုမှာတိစောက်ခဲ့တဲ့အထက်ရမှန်နေမည်ဖြစ်ပါလေဒီနေရာမှာတော့ပကြီးပြတိုက်တဘာဝသမိုင်းပြတိုက်တွေနဲ့အတူခန်းသားတွေရေပန်းတွေရုပ်ထုတွေနဲ့ထဲဝါတဲ့ကြောက်တိုင်ကြီးတွေပါဝင်နေပါသည်၁၉ရာစုမှာလူဝီ40တိစောက်ခဲ့တဲ့စန်ဂျန်ခန်တာဟာဖြူပွိတ်စိတ်ကန်းဟောင်းရဲ့ဝင်ပေါက်ကိုကောက်ဝဲပေးထားပြီးတမိုင်းကျောင်းအရာစီရင် ရည်ရွယ်ချက်တွေအထက်အသုံးပြုခဲ့ပါတယ်။အခုတော့မူဆန်နဲ့ပေါင်းဆက်ထားပြီးလမ်းလျှောက်ဆရာနေရာတွေဥယျာဉ်တွေနဲ့ပင်လယ်မြို့ပြင်နဲ့မြို့ရဲ့လှပတဲ့မြင်ကွင်းတွေကိုရှုစားနိုင်တဲ့ပြပွဲတွေပါဝင်ပါတယ်။မာဆယ်မြို့ရဲ့အခြားထင်ရှားတဲ့နေရာတွေကတော့မာဆီခါတီဒရီ၊တတီဖီလိုဒရွန်၊အာဂဇာကွင်းကြီး၊စိန့်ပီတာဖုံတော်ကြီးကျောင်း၊မာဆီအော်ပရာပြဆက်ရုံကြီး၊စိတ်ကန်းဟောင်းနေမီကအေယာမောင်အမိုးမှန်ချက်ကြီး၊စိန့်ဗင်စင့်ဒီပေါ်ဖရာကျောင်းနဲ့ကန်ယိုတန်းကနေနှမိုင်ကအကွာအဝေးမှတည်ရှိနေတဲ့ဖော်ရီအိုဂျွန်းစုစတာတွေဖြစ်ပါတယ်။ ်မာဆယ်မာဘောလုံးအားကစားအလွန်ထောင်းကားပြီးအိုလံပစ်မာဆယ်အသင်းဟာပြင်သစ်လေးရိတ်ထိတ်တန့်အသင်းတစ်သင်းအဖြစ်ရပ်တည်နေပါတယ်မာဆယ်ဟာလူမျိုးပေါင်းစုံယဉ်ကျေးမှုပေါင်းစုံရောရှက်နေပြီး night life ယဉ်ကျေးမှုထောင်းကားတဲ့မြို့တစ်မြို့တွေဖြစ်ပါတယ်မာဆယ်မျိုးဟာကောင်းကွက်များစွာပိုင်ဆိုင်ထားပေမယ့်ရာဇဝဲမှုနှုံမြင်ပါခြင်းအလုတ်လက်မဲ့ဥယျာဉ်များပြခြင်းနဲ့လူရန်ဆောင်မညီမျှမှုတို့လိုအာဏိချက်တွေလည်းရှိနေပြန်ပါတယ်ခရီးသွားနေရာတွေကတော့လုံခြုံစိတ်ချရပါပြီမြို့ရဲ့အစိတ်အပိုင်းတွေကတော့အန္တရာယ်ရှိနေတာကြောင့်တတိပေးချက် တွေနဲ့တားမြစ်ထားလေးရှိပါသည်။မိုးရေစေးဝါးနဲ့ရာဇဝေကိုင်းတွေပေါများတာကြောင့်ဥရောပရဲ့အန္တရာယ်အများဆုံးမျိုးတွေအနက်ကတစ်မျိုးအဖြစ်လေးသတ်မှတ်ခံထားရပါသည်။လပတဲ့ကဲရိုးတဲ့မြင်ကွင်းတွေကျွဲဝတဲ့သမိုင်းကြောင်းနဲ့ရင်ကျေးမှုတွေအပြင်အရသာရှိတဲ့ဒေတာအစားအစာတွေကြောင့်မာဆဲလ်မျိုးကိုနှစ်စဉ်ခရီးသွားငါးတန်းခန့်လာရောက်လေပတ်လေးရှိပါသည်။ဒီတစ်ခါဝေများခဲ့တာကတော့ပြည်သင့်နိုင်ငံရဲ့နာမည်ကျော်မျိုးတစ်မျိုးဖြစ်တဲ့မာဆဲလ်မျိုးကြီးရဲ့အကြောင်းလေးဖြစ်ပါသည်။နောက်ဆက်သူတူတာဆောင်မိတ်ဆွေရဲ့ပေါ့ထရီလန်ချမ်းမြေကြပါစီရှင်။